မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူမင်းတက်တောင်စကန်းကုန်းကိုအေးအေးသိမ့်ပိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တိုက်ပွဲပြင်းထန်နေသည့်ကြောက်ဖြူမြို့နယ်အတွင်းရှိမင်းတက်တောင်စကန်းကိုအရက်ကတက်တော်အေးအေးကသိမ့်ပိုက်လိုက်ကြောင်းသိရပါတယ်ယမန်နေ့မေ16ရက်ညပိုင်းကတည်းကတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီ၏မင်းတက်တောင်စကန်းကုန်းကိုယနေ့မေ20ရက်နေ့နံနက်ပိုင်းအစောပိုင်းတွင်အေးအေးကသိမ်းယူလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ် မနေ့ကညောင်ပိုင်းကလေးကစကန်းသိမ့်လိုက်တယ်လို့လည်းသိရတယ်။ဖန်စီရမိနဲ့လက်နဲ့ခဲရန်သိမ့်စီရရှိမှုတွေအတွက်ဒီမနက်ပိုင်းမှသတင်းထွက်လာတယ်လို့ထင်ပါတယ်ဟုရခိုင်စည်ရေးသတင်းရင်းမြစ်တဦးကသတင်းဌာနသို့ပြောပါရယ်။ထို့ပြင်၎င်းစကန်းကုန်းအနီးရှိစက်မှုလက်မှုတင်တန်းကြောင်းတွင်ခင်းပုံချထားသည့်စစ်ကောင်စီစကန်းတစ်ခုကိုပါသိမ့်ပိုက်လိုက်ကြောင်းဒေတာတွင်သတင်းများဤဖော်ပြချက်အရာသိရပါရယ်။ AAD ပြီးခဲ့သည့်မေလတရက်မှစ၍ကြောက်ဖြူရံပြဲကားလမ်းမှပေါ်ရှိမင်းတက်တောင်း အထိုင်စခန်းကိုထိုးစစ်ဆဲတိုက်ခိုက်ခဲ့ပြီးနှစ်ဖက်အပြန်အလှန်တိုက်ပွဲများရှိနေခဲ့သည်အဆိုပါမင်းတပ်တော်စခန်းတွင်စစ်ကောင်စီ၏ခမရ942ခမရ943နှင့်ခလရ34မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များအင်အားစုဖွဲ့နေရာယူထားခြင်းဖြစ်ကြောင်းသိရသည်တိုက်ပွဲအတွင်းသို့စစ်ကောင်စီ၏ဓညဝရီရေတပ်စခန်းမှလက်နက်ကြီးများရေတပ်စစ်သင်္ဘောများမှလက်နက်ကြီးများဒရုန်းများဖြင့်ပစ်ကူတိုက်ခိုက်ခဲ့ကြောင်းသိရသည် ဆက်လက်ပြီး KIA ကပြစ်ချလိုက်သည့်ရဟတ်ရင်တစည်းကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်ရှိတော်တဲတွင်တွေ့ရှိခဲ့ပြီးလျင်မှုမိုးထက်အောင်ဤရုပ်အလောင်းကိုရှောက်ဝေတွေ့ရှိတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်ဗမော်မြို့သို့စစ်ကူလာသောရဟတ်ယာဉ်၃စီးကို KIA ပူးပေါင်းတပ်ဖွဲ့ကယနေ့ပြစ်ခတ်ခဲ့ရာနှစီးထိမှန်ပြတ်ကျသွားပြီးပြတ်ကျသွားသည့်တစီးကိုရွှေကူမြို့နယ်စီငန်းရွာအနောက်ဘက်ရှိတောထဲတွင်တွေ့ရှိခဲ့ပြီးလေရင်မှုမိုးတက်အောင်၏ရုပ်အလောင်းကိုရှာတွေ့ကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုပါရယ်။ယနေ့မိုးလက်တနားကြီးကျော်အချိန်ဗမော်စကခ21တို့စစ်ကူလာပို့သောစစ်ရဟတ်ယာဉ်၃စီးကို KIA ပူးပေါင်းတပ်များကပြစ်ချခဲ့ခြင်းဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပြစ်ခတ်လိုက်နိုင်သောကြောင့်စစ်ရဟတ်ယာဉ်တစီးမှရွှေကူမြို့ အေယဝရီမြစ်အနောက်ဘက်ခြမ်း KIA တပ်ရင်း9နယ်မြေရှိတော်တဲ့သို့ပြတ်ကျသွားကြောင်းရင်းရဟတ်ရင်ပြတ်နေရသော KIA တပ်ဖွဲ့များရောက်ရှိသွားပြီးဖြစ်ကြောင်းရင်းရဟတ်ရင်တွင်စစ်တပ်မှဗျူဟာမှုနှင့်အဖွဲ့ပါဝင်ပြီးအလုံးသေးဆုံးကြောင်းသိရပါတယ်ဗျူဟာမှုလာလဲတာအဲ့ဒီရဟတ်ရင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအေယဝရီမြစ်အနောက်ဘက် KIA တပ်ရင်း9တော်တဲ့မှာပြတ်ကျတာအဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီးနောက်တစ်စီးကတော့ရွှေကူမှာအရေးပေါ်စင်တာမှာလေးဆောင်ကြီးလဲဆင်းသွားတယ် န်ကကျူးသွားတယ်ပြန်တက်လို့မရတော့ဘူးငါတို့ပြစ်တာရဟတ်ရဲနှစီစလုံးပြက်စီးသွားတယ်တောထဲမှာပြတ်သွားတဲ့ရဟတ်ရဲမှာမြူဟာမှုပါတယ်အားလုံးသိတယ်ငါတို့အဖွဲတွေရောက်နေပြီရွှေကူမှာအရေးပေါ်စင်းတဲ့ကောင်ကပန်ကကျူးသွားပြီးဘေးဆောင်ကြီးလဲနေတယ်ဟု KIA ရှီတန်းသတင်းရင်းမြစ်ကပြောဆိုပါတယ်ရခင်ကလည်း KIA ကစစ်ကောင်စီတပ်ဤရဟတ်ရဲနဲ့တိုက်လေရင်များကိုပြက်သည့်အထိပြစ်ချနိုင်ခဲ့သည်2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်မြို့နယ်မြို့တင်နယ်ပုံလာအကြားတွင်စစ်ကောင်စီ၏ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပစ်ချခဲ့ကြောင်းထို့သူပစ်ချခဲ့မှုကြောင့်ရဟတ်ယာဉ်ပြက်ခဲ့ပြီးရဟတ်ယာဉ်မူဗိုလ်မူကျော်စီယာထွန်ဗိုလ်ကြီးတန်ထွန်လင်အုတ်ခွဲတက်ကြကြီးကျော်စာအောင်တို့တည်ဆုံခဲ့ကြသည် 2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့နနက်7:59မိနစ်အချိန်ဝိုင်းမော်မြို့နယ်နဖော့စစ်တပ်စခန်းသို့ရိတ်ခါလာပို့သည့်စစ်တပ်ထောက်ပို့ MI-70 ရဟတ်ယာဉ်တစ်စီးကို KIA ကပစ်ချခဲ့ပြီးစစ်ရဟတ်ယာဉ်ပေါ်၌လိုက်ပါလာသောစစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးသေဆုံးကရဟတ်ယာဉ်လည်းပျက်စီးသွားခဲ့သည်။ 2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့တွင်လည်းရှမ်းမြောက်ဒေသကွက်ခိုင်မြို့နယ်နန်းဖက်ကာရွာတိုက်ပွဲဒေသထံသို့ပုံလာကျဲခဲ့တဲ့စစ်ကောင်စီဤတရုတ်လုံး FDC 2000 G တိုက်လေယာဉ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပြစ်ချခဲ့တဲ့ဖြင့်တိုက်လေယာဉ်ပြတ်ကျသွားခဲ့သည်ဆလပီ AA ကစစ်တုံးပန်းများဤစိတ်တရားကူစားပေးပြီးဖေးမဆောင်ရှောက်ပေးဟု ခမာယာ940တည်ရင်မှုဤဇနီးဖွင့်ဟရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အရကတက်တော်အေအေသည်စစ်တုံးမှန်များ၏စိတ်တရားကိုကုစားပေးသလိုထိမ့်သိမ့်ထားသည့်ကာလတလျှောက်လုံးစစ်တပ်မိသားစုဝင်စစ်တုံးပန်းများအလုံး၏လူမှုရေးစာဝတ်နေရေးအဆဆအယယဖေးမဆောင်လျှောက်ခဲ့ကြသည်ဟုအေအေကပြန်လွတ်ပေးလိုက်သည့်စစ်ကောင်စီတရင်မှု၏စနီးဖြစ်သူဒေါ်မီသူဝင်းကဖွင့်အားပြောသည် မောင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းအေအေထံလက်နက်ချခဲ့သည့်စစ်ကောင်စီတပ်ဖွဲ့နှင့်မိသားစုဝင်32ဦးကိုအေအေကမေလ19ရက်တွင်ပြန်လွတ်ပေးစဉ်မြောက်ဦးမြို့အခြေဆိုင်ခမရ940တရင်မှုဤစနီဒေါ်မေသူဝင်းကပြောခြင်းဖြစ်သည့်အေအေတက်တော်ရဲ့စစ်မေဆရာမတွေကအတော်တွေအမတွေလို့ ကိုရဲ့ညီမအရွယ်ဆိုညီမတွေလိုအမေအရွယ်ဆိုအမေတွေလိုကောင်းကောင်းမွန်မွန်ယနေ့အထိစောင့်ရှောက်ပေးခဲ့တဲ့အတွက်ကျမရဲ့မိသားစုဝင်တွေကိုစားကျေးဇူးအရင်တင်ပါတယ်ဟုပြောပါတယ်ထို့ကဲ့သို့ပြောထားသည့်ရုပ်သံကို American Principle Media ကယနေ့မေလ20ရက်နေ့ကထုတ်ပြန်ထားပါတယ် AA တပ်ဖွဲ့ဝင်များသည့်စစ်တုံးပန်းများစိတ်တက်ကြနေချိန်တိုင်းအားပေးခဲ့ကြပြီး AA တပ်တော်၏အကြီးအကဲမှသည်ရဲဘော်အစင်းသည့်အားလုံးကိုစစ်တုံးပန်းမိသားစုဝင်များကိုစားကျေးဇူးတင်သည်ဟုဒေါ်မေသူဝင်းကပြောကြားသည်။ ပြန်လုပ်ပေးခဲ့သူများကိုတဦးလျင်ချက်၃သိန်းနန်းစည်ရိတ်အဖြစ်ပေးလိုက်ပြီးလုံခြုံသည့်နေရာဒီ AA ကပို့ပေးလိုက်သည်ဟု American Princess Media ကဖော်ပြထားသည် AA သည်မောင်းတော်မျိုးကို2024ဒီဇင်ဘာ10ရက်ကတည်ယူခဲ့ခြင်းဖြစ်သည် မောင်တော်မြို့သိမ်းတိုက်ပွဲအတွင်းအမှတ်15စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခါမှုဘိုမူးကျုပ်သူရိန်ထွန်းကိုအေအေကအရှင်ဖမ်းမိခဲ့သည်မောင်တော်မြို့မှာနေချားဆောင်တပ်ဖွဲ့ခွဲနာခခငါအားတိုက်ခိုက်သိမ်းယူစဉ်လက်နက်မချပဲထွက်ပြေးသွားသည့်တပ်မ22တပ်မမှုဘိုမူးကြီးအောင်နေမျိုးကိုလည်းအေအေကအသေးဖမ်းမိခဲ့သည် ရွှေတုံးအချို့နဲ့ငွေချင်းညယူဆောင်ထွက်ပြေးစဉ်မိုင်းမိပြီးမောင်းတော်မျိုးနဲ့ရွှေစားကပတ်ကောင်းချောင်းအနီးပစွန်ကန်အတွင်အသေးဖမ်းမိခြင်းဟုအေအေကထုတ်ပြန်ထားသည်အေအေသည်မျိုးသိန်းတိုက်ပွဲများအတွင်ဖမ်းမိထားသည့်စစ်တုံးပန်းညာစစ်တုံးပန်းမိသားစုဝင်များကိုဇက်တိုက်ပြန်လွတ်ပေးနေပြီးမေလ18ရက်ကလည်းဘူးတီတော်မျိုးသိန်းတစ်နှစ်ပြည့်အဖြစ်စစ်တုံးပန်းမိသားစုဝင်300ကျော်ကိုပြန်လွတ်ပေးပြီးလူငင်းခွင့်ပေးခဲ့သည် ဆက်လက်ပြီးညောင်လေးပင်ရွှေကျင်လန်းပိုင်းတွင်စစ်ကားများကိုကြားဖြတ်တိုက်ခိုက်မှုစစ်တပ်ဘက်မှအရာရှိအပါအဝင်၅ဦးသေဆုံးတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပဲခူးတိုင်းညောင်လေးပင်ရွှေကျင်လန်ပိုင်းတွင်စစ်ကားများကိုကြားဖြတ်တိုက်ခိုက်ရာအချမ်းဖက်စစ်တပ်ဘက်မှအရာရှိအပါအဝင်၅ဦးသေဆုံးခဲ့ကြောင်း Fair Dragon စစ်ကြောင်းကပြောဆိုပါရသည် မေလ18ရက်နေ့ညနေ9:40မိနစ်ခန့်တွင်ညောင်လေးပင်မှရွှေကျင်တို့လာသည့်အကြံဖက်စက်ကားများကို3903တပ်ရဲမှမိနကရဲဘော်များကညောင်လေးပင်ရွှေကျင်ကားလမ်းပိုင်းတွင်ဖြတ်တောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ရှင်းတိုက်ခိုက်မှုအတွင်းစစ်ကားတန်းသည်နေရာတွင်ပင်ရပ်တန့်သွားပြီးအကြမ်းဖက်စစ်တပ်ဘက်မှအရာရှိအပါအဝင်စစ်သား၅ဦးသေဆုံးခဲ့ကြောင်းထိုပစ်ခတ်မှုအတွင်းကာလန်ပင်၌လမ်းကင်းယူထားသည့်အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်လည်းထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ထို့သောတိုက်ပွဲဖြစ်ပွားပြီးနောက်မတော်မှထွက်လာသည့်ကာနက်စီဆိုင်ကင်ကားစီးဖြင့်လာသည့်စစ်ကူစစ်ကြောင်းရောက်ရှိလာပြီးတိုက်ပွဲဖြစ်ပွားရာနေရာတွင်ရန်တမ်းပစ်ခတ်မှုများလှုံ့ဆော်သွားပြီးဒဏ်ရာရစစ်သားများနှင့်တေဆုံးသူများကိုလာရောက်တဲဆောင်သွားကြောင်း ဖေယားဂျရကွန်စစ်တောင်းကပြောဆိုပါတယ်။ဆလပီအေယာဝတီတိုင်းအတွင်းမှာစစ်မှုထမ်းရန်စူးစောင်းခံရသည့်လူငယ်များကိုအပတ်စဉ်73အဖြစ်သင်တန်းကျောင်းများသို့ပို့ဆောင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အေယာဝရီတိုင်းပသိမ်မြို့အနောက်တောင်တိုင်းစစ်ဌာနချုပ်တွင်စုဆောင်ထားရှိသောလူငယ်များကိုစစ်မှုထမ်းအမှတ်စဉ်73တွင်တက်ရောက်ရန်မေ28ရက်ကတင်တန်းကျောင်းများသို့စတင်စေလုပ်ခဲ့ကြောင်းသိရပါသည် စစ်တင်နန်းတရန်စူဆောင်းခံထားရသည့်လူငယ်နေရာခန့်ရှိပြီးအေယာဝတီရန်ကုန်နှင့်ပဲခူးတိုင်းရှိစစ်တင်နန်းကျောင်းများကိုစေကောင်းစီမှလုံခြုံရေးရယူကညနေပိုင်းတွင်ပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ခုကနာမည်စရင်းပါတယ်ဆိုရင်ပြေးကြလို့အကြောင်းမကြားပဲအုပ်ချုပ်ရေးမှုတွေခေါ်ခံရတဲ့သူတွေနဲ့ငွေယူပြီးလူစားထိုးလိုက်တဲ့သူတွေလည်းများတယ်ဟုစစ်ကောင်းစီတန်းနှီးဆက်သူတအုံးမှသတင်းဌာနသို့ပြောပါရယ်။ ထင်းနှံတက်ရောက်မိသူများကိုအယာဝတီတိုင်းဝန်ကြီးချုပ်နှင့်စစ်တိုင်းမှုမှလာရောက်တွေ့ဆုံကြောင်းစစ်ကောင်စီပိုင်းမီဒီယာများမှသတင်းထုတ်ပြန်ထားပါရယ်စစ်ကောင်စီတွင်တပ်သားအင်အားလိုအပ်ချက်များလာသောကြောင့်ပြီးခဲ့တဲ့ April 20ရက်နေ့ကလည်းလူငယ်များအားအပတ်စဉ်စနစ်အတွက်တင်းနှံပေးနေပြီးတလမပြေခင်မှာပင်ယခုတင်းနှံကိုထပ်မံခေါ်ဆောင်ခဲ့ကြောင်းသိရပါရယ် စစ်မှုရန်တင်တန်းတက်ရောက်ပြီးရှေ့တန်းသို့ပို့ဆောင်ရာတွင်တိစုံမှုများရှိလာသဖြင့်ထွက်ပြေးတိမ်းရှောင်သူများလာသောကြောင့်ရက်ကွက်နှင့်ကြေးရွာများတွင်အကြောင်းမကြားဘဲခေါ်ယူခံရသူများနှင့်ငွေယူပြီးလူစားထိုးခံရသူများပြားလာကြောင်းသိရပါသည်ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။